အဲပရိသတ်ကသူအဟွာဘောကျွန်တော်တို့ဒီကုန်ခဲ့တဲ့တစ်နှစ်လောက်ကလေးကကျွန်တော်ဒါရလို့ကြက်တဲ့ဟာလေးတော့အမှတ်တရရှိနေရလို့စုလင်းပေါ့နော်အမင်းဒီလောက်တော့အားမကိုရဘူးလားဘာညာဆိုတော့ဘူရင်လို့လေးထထရည်ရလေးရှိရလေအဲ့ကားလေးကတော့ခုပြပြတော့မှာပေါ့ဒီမက်ချ်လာထဲမှာ16ရက်နေ့နောက်ပိုင်းပြမှာပေါ့နော်ဆိုတော့အဲ့အဲ့အဲ့ဇဝင်ခံလည်းမြင်ရတော့မှာပေါ့စုလင်းမင်းဘယ်လိုလုပ်လဲလဲကွာမင်းဘာဖြစ်လို့ဘယ်တော့မှပေါ့စားရတာလဲဟမ်မင်းကအစလေးကမယုံကြည်ခဲ့တဲ့ဘူးဟမ် ဟာဒီကိမင်းဟာမားလာတယ်စိတ်ညစ်ညမ်းရတာအချစ်ပဲဖြစ်မှာပေါ့ဟုတ်ဟုတ်အခြေပေါ့အခြေအခြေဆိုတော့ရှုပ်ထွေးသွားတာပေါ့လေညညာနေအဓိကတော့အခြေညညာချင်းကအခြေပြန်ဖြစ်သွားတယ်ဆိုတဲ့သဘောပါပဲစကားလေးရဲ့ရေချက်လေးကတော့ဟုတ်တယ်ဟိုဟာလက်တွဲပူးတဲ့မိန်းမတွေကြီးပဲပေါ့နော်ဟုတ်အဲအဲပြောလို့ရတယ်နော်ဟုတ်အရင်တော့ဗီဒီယိုခေတ်တုန်းကတော့ကားရိုက်ပူးတယ်ပေါ့ ကျွန်တော်လည်းရပူတယ်ကားလည်းကိုနဲ့ဒါဒီနောက်ပိုင်းမှာဒါပြန်မှန်းလို့ပြန်ပြန်ဆုံးဖြစ်တာဟုတ်တယ်သူကဘာလဲဆိုတော့ဒီကားကိုလာငါတော့ဒီကာရိုက်တာလေးဒီကားလေးကိုဖတ်ကြည့်ပါဆိုတော့ဟိုဖတ်ကြည့်လိုက်တော့ကိုပဲနေရာလဲဆိုတော့ကိုယ့်ကိုသိတယ်လေအဲ့တော့ဒီကားလေးဟာလည်းကျွန်တော်လည်း90ရံကတော့တူလို့ပြောလို့ရတာပေါ့နော်ကားလေးမှာအဲ့လိုမျိုးဘယ်လိုခေါ်မလဲဆိုတော့စောက်ကြီးလို့ပြောကြတာပေါ့လေဒါပေမဲ့ကိုပိုတိုင်ကတော့အဲ့လိုမျိုးပြောတာကျွန်တော်မကြိုက်ဘူးသူကအဲ့လိုမျိုးဟုတ်ကဲ့ဒါကနေဘလတ်ဟုတ်ပါဘောနော်ကျွန်တော်တို့ဇလန်း channel ရဲ့ ်။ Canvas application ရေပေါ့။အဲ့နှစ်ခုကနေပြီးတော့ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ဟိုဟာပြတာကတော့ဒါပထမဆုံးပြတာတဲ့ဇလန်တွေပေါ့။ရိုက်ထားတာကတော့အာနောက်တစ်ခုတော့ရှိပါသေးတယ်။ဆိုတော့လေဟိုဟာလက်ခံရခုဖြစ်တာကတော့ဘယ်လိုကုန်လဲဆိုတော့ဒီ platform ပေါ်မှာလည်းဒါဒီ platform ကနေ project တွေကိုလည်းကြည့်စီခြင်းနဲ့ပေါ့เนาะအဲအဲ့ UI တဲ့နဲ့အဲလိုက်ဖြစ်တာပေါ့နောက်တစ်ခုကကြတော့ဟိုဟာမစုံတာအကြိုက်ဖြစ်တဲ့အဲတေးဥဆောင်နေနဲ့နောက်ပြီးတော့ အခုလိုမျိုးပေါ့နော်ဟိုဒီဇလန်းရဲတွေရိုက်နေတဲ့အခြေအနေအချိန်ကတခုမှအကိုရင်းနဲ့အရင်အလုပ်တွေလုပ်ခဲ့ဘူးတဲ့ဒီမာလီတွေရောနောက်ပြီးတော့နောက်မှအလုပ်တွေလုပ်ခွင့်ရတဲ့ဒီမာလီတွေရောအကုန်လုံးပေါ့နော်ကျွန်တော်တို့ပေါင်းပြီးတော့ဒီလိုမျိုးဇလန်းရဲတခုမှအတူတူမြင်စေခြင်းနဲ့ပေါ့ပရိသတ်ကိုလည်းမြင်စေခြင်းနဲ့နောက်ပြီးတော့ဒီလိုမျိုးအာကိုရီငငယ်တုန်းကရိုက်ခဲ့ဘူးတဲ့အဲလိုဇလန်းဇက်အိမ်ပုံစံမျိုးလေးတွေပေါ့နော်အာပရိသတ်ကိုပြန်ခန်းစားစေခြင်းနဲ့ရွေးချယ်တဲ့ရိုက်ဖြစ်တာပါဘာ အဓိကတော့အချစ်ညီမချင်းရတာအချစ်ကပြီးတန်လုံအောင်ပြောလို့ရပါတယ်အချစ်အချစ်အစုံပြောရတာတော့စုံနေဒါပေမဲ့အချစ်ကိုတော့ဥတီထားတာပေါ့လေအဲဘဝတွေအချစ်ချင်းမေတ္တာတွေနဲ့အဲ့လိုမျိုးအဲဘယ်လိုကွန်မြူနီဆိုတော့ရှုပ်ထွေးမှုလေးတွေလည်းရှိတယ်အဲ့လိုမျိုးလေးဇလန်းလေးကိုတိဆောက်ထားတာပေါ့ခင်ဗျာ ချင်းကြီးများကြီးကတော့အချစ်ပဲဖြစ်မှာပေါ့ဟုတ်ဟုတ်အချစ်ပေါ့အချစ်အချစ်ဆိုတော့ရှုပ်ထွေးသွားတာပေါ့လေညီမကြီးအချစ်ဖြစ်သွားတာပေါ့လေဒီကားလေးကတော့အဓိကတော့အချစ်ကြီးများကြီးကအချစ်ပြန်ဖြစ်သွားတယ်ဆိုတဲ့သဘောပါပဲဇာကားလေးရဲ့ရေချက်လေးကတော့လည်းမျိုးသွားတာပါဟုတ်တယ်ဟိုဟာလက်တွဲဘူးတဲ့မိန်းမတွေကြီးပဲเนาะဟုတ်ဟုတ်ကဲ့

အချစ်ရဲ့ဟိုခုံလဲဆိုတော့တရားနဲ့တရားအချစ်ဘဝတွေနဲ့အချစ်တွေကကွဲပြားမှုရှိရလေတရားရဲ့ချစ်ချင်းတွေတရားရဲ့ချစ်ချင်းကမတူညီနိုင်ဘူးပေါ့နော်အဲ့မှာမှာကိုရောက်ရှိရောက်နေတဲ့နေရာနဲ့ကိုချစ်ရတဲ့အချစ်နဲ့ကဟိုကွဲပြားမှုတွေအများကြီးရှိနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့လေအဲတယောက်ကကြတော့လေဟိုဘယ်လိုခုံလဲဆိုတော့ကိုလူချင်တာမရရရတာမလို့ဖြစ်နေတဲ့ဟာမျိုးတွေပေါ့အဲဒီကားထဲမှာအဲ့လိုနေရမှာပေါ့ဟုတ်ပါဘူး အဲဒီကားထဲမှာအဲ့လိုမျိုးဘယ်လိုခေါ်မလဲဆိုတော့စောက်ဦးကြီးလို့ပြောကြတာပေါ့လေဒါပေမဲ့ကိုကိုတိုင်ကတော့အဲ့လိုမျိုးပြောတာကျွန်တော်မကြိုက်ဘူးသူကအဲ့လိုမျိုးခင်ဗျာရှုပ်တရုတ်ပဲလေတရုတ်တွေပဲရိုက်ရတာဆိုတော့သူကဘာလဲဆိုတော့ဒီကားကိုလာငါတော့ဒီကာရက်တာလေးဒီကားလေးကိုဖတ်ကြည့်ပါဆိုတော့ဟိုဖတ်ကြည့်လိုက်တော့ကိုဘယ်နေရာလဲဆိုတော့ကိုယ့်ကိုသိတယ်လေအဲ့တော့ ဒီကားတွေဟာအားလည်းကျွန်တော်တို့90ရာခိုင်နှုန်းတူလို့ပြောလို့ရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဝါရောင်ကြီးလေးတွေထားထားပေါ့အပူပူနဲ့ရိုင်းတိုင်းဟုတ်တယ်ခင်ဗျာအဲပရိသတ်ကသူကဟွာဘောကျွန်တော်တို့ဒီကုန်ခဲ့တဲ့တစ်နှစ်လောက်ကလေးက ကျွန်တော် dialogue ကြက်တဲ့ဟာလေးတော့အမှတ်တရရှိနေရပါစုလင်းပေါ့နော်မင်းဒီလောက်တော့အားမကိုရဘူးလားဗျာညာဆိုတော့ဘူရှင်လို့လေးကထထရေးရလေးရှိရလေအဲ့ကားလေးကတော့ခုပြပြတော့မှာပေါ့ဒီ match လာတဲ့မှာ16ရက်နေ့နောက်ပိုင်းပြမှာပေါ့နော်ဆိုတော့အဲ့အဲ့အဲ့ဇဝေငန်လည်းမြင်ရတော့မှာပေါ့အမှတ်တရအမှတ်တရပေါ့အဲ့ကားလေးပိုးပါပိုးစုလေးကပိုးပေါ့နော်မင်းဘယ်လိုလုပ်လဲစုလင်းမင်းဘယ်လိုလုပ်လဲကွာမင်းဘာဖြစ်လို့ဘယ်တော့မှပေါ်စားရတာလဲဟမ် မင်းကအစလေးကမယုံကြည်ခဲ့တဲ့ဘူးဟမ်မင်းယုံကြည်ခဲ့ပြန်မှာပါလေအခုဒီလိုမျိုးပေါ့တချင်းမျိုးဆိုရင်တော့ဒီဇက်ကားနဲ့ပို့ပြီးတော့လိုက်ဖက်မှုရှိရပေါ့ဇက်ဝင်တချင်းတွေကတော့ဒီလိုပေါ့ဆန်ဆန်ဇလန်ဟိုတချင်းလေးတွေကပို့ပြီးတော့ပြိတ္တရင်တွေကိုရောက်လာဆိုတော့အခုလည်းအဲ့လိုပုံစံမျိုးလေးရေးထားတော့ဒီကားလေးထဲမှာကျွန်တော်တို့ကိုယ်တိုင်ဆိုဖို့တောင်မှရွေချက်မရှိဘူးတကယ်တမ်းဆိုလေရရင်နဲ့ ဒီဟာလေးကိုကိုယ်တိုင်ဟိုလက်ကြိုက်သွားတော့ဟာလာဆိုဖို့ဖြစ်သွားတာပေါ့အကုန်လုံးအကုန်လုံးဆိုဖို့ဖြစ်သွားတာတကယ်တော့ကို